ငွေစိမ်2100เนาะ2100ဆိုရင်ဒေါ်လာနဲ့ညီမျှပါတယ်เนาะဒီမှာရှေ့က K ဆိုတာသင်္ကေတအောင်ပြောတာပါเนาะဒီဟာထောင်ကနန်းမလို့တကယ်လို့တောင်ကနန်းဆိုရင်နောက်မှာ K တစ်ခုပေါင်းပါလိမ့်မယ်เนาะဥပမာဒီဟာမျိုးကိုပြောတာပါเนาะဒီရှေ့ K ဒီသင်္ကေတဒီအနောက် K ဒီ1000ကိုရည်ညွှန်းတာပါအဲ့ဒါ 54K ရည်ထားတဲ့အတွက်9400ပါเนาะဒါ coin batch ချမ်းကိုပြောတာအခုကျွန်တော်ဒီအစိမ်းဘက်ကိုရှင်းပြပါမယ်ဒီအစိမ်းကဘယ်ရရင်ရတာလဲဆိုတော့ကျွန်တော်အကောက်တစ်ဖွင့်ဝင်ခြင်းမှာဒီနေရာမှာ invite code ထည့်လိုက်เนาะ ကျွန်တော်ရဲ့ကုတ်ကိုပဲထည့်တယ်အတိမိတ်ဆွေတငယ်ချင်းရဲ့ကုတ်ကိုပဲထည့်တယ်1100တန်းရတယ်နော်အဲ့ဒါငွေစင်းအိုက်ကရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ Grand Prize မြန်မာဖောက်နေဆိုရင်ဟိုမဟာစုလို့ရေးထားတယ်နော်အဲ့ထဲဝင်ကြည့်လိုက်မယ်နော်ဒီမှာဒီမှာကျွန်တော်တို့က level ပေါ့ level ဟို level 5ကရင်နော်အစင်းစင်းအဲ့မှာစုတွေရတော့ level 5နော် level အပြင်15 13 16 19နော်အဲ့ကရင်ဘယ်ထိသွားမှာလဲဆိုတော့ဟို လဲပဲဟိုမှာဟို360ဒီပေါ့เนาะရောက်သွားမယ်အဲ့ကြရင်ဒီမှာဘေးမှာစုစုငွေလေးနေเนาะကျွန်တော်ရရသွားမှာเนาะဒီမှာစုငွေလေးနေရရသွားမှာအဲ့တတ်မှတ်ထားရလဲပဲအဲ့ဒီဒီဟာဒီဒါကတစ်ခါပဲရပါတယ်เนาะပြီးရင်ပြန်မရတော့ဘူးတကယ်လို့အဲ့ငွေအစိမ်းကိုထက်လို့ခြင်းနေဆိုရင်ဗမာကျွန်တော်ကကြည်ရမှာလဲဆိုတော့ဒီအပေါ်ကိုကြည်ကြည်လိုက်เนาะအဲ့မှာ तू ကခရမ်းရောင်ဥကျုဟွန်း5ခုသုံးရင်ငွေစိမ်း2100ရမယ်ပေါ့နော်ဒေါ်လာနဲ့တော်ရင်ဒေါ်လာရမယ်လို့သူကရေးထားအကြောင်းနှိပ်ကြည့်လိုက်မယ်ဒီမှာ ။နောက်ကျွန်တော်ကဒါခင်းရအောင်ဥကျိုဟွန်းတခုမှမရှိလို့တကယ်လို့ရှိရင်ဒီမှာတကယ်လို့၅ခုဒီเนาะဒီမှာ K 2100နဲ့ H chain အဲ့ကြရင်ဒီမှာအစိမ့်လေးပေါ်လိုက်မယ် H chain နောင်းကနှိမ့်လိုက်เนาะအဲ့ဒါဆိုရင်ရတယ်ငွေစိမ့်အဲ့လိုရတယ်။နောက်တနေရာဘယ်နေရာရမှာလဲဆိုတော့ကျွန်တော်ဒီတက်တာတွေဝင်ကြည့်မယ်เนาะဒီတက်တာတွေဝင်ကြည့်လိုက်မယ်တက်တာတွေဝင်ကြည့်လိုက်တဲ့အခါမှာဒီမှာ normal h chain normal h chain ကတော့အများစုကသူကကွိုင်းနဲ့လဲပေးတာပေါ့เนาะဒီ star coin လေးပြတယ် အဲ့တော့ကျွန်တော်ဒီအောက်က advance a chain advance a chain ကသူကပုံသေးတော့မရှိဘူးဗျသူအခုဒီမှာနော်သူကသူက6ကြိမ်ကိုတစ်ခါလဲခွင့်ပေးတယ်ကျွန်တော်28ခုလောက်ရှိနေတော့ဟို၄ကြိမ်ကျွန်တော်လဲလို့ရမယ်ဆိုတော့အဲ့ဒီမှာနှိပ်ကြည့်လိုက်ရင်တချို့တစ်ခါကြရင်သူကငွေအစိမ့်ပါတယ်တစ်ခါကြရင်ကွင်ပါတယ်ပေါ့နော်အခုဘာပါလဲကျွန်တော်နှိပ်ကြည့်လိုက်မယ်နော်အဲ့တော့အပြင်မှာကျွန်တော်သွားပြန်မှတ်လိုက်မယ်ကျွန်တော်ရဲ့ငွေဒီအပြင်မှာဘယ်လောက်ရှိရလဲငွေအစိမ့်ဒီ 6126ရှိနေတာเนาะကြော်ဒီအောင်နှိပ်ကြည့်လိုက်မယ်အဲဒီမှာငွေအစိမ်းမပါဘူးဗျမပါဘူးဆိုရင်တော့မရဘူးငွေအစိမ်းမပါနေဘူးเนาะမပါနေဘူးဆိုရင်တော့မရဘူးတကယ်လို့အဲ့နေရာမှာငွေအစိမ်းပါတယ်ဆိုရင်တော့အဲ့ဟိုအပြင်ငွေအစိမ်းမှာသွားပေါင်းပါဗျ sin i understand ထပ်နှိပ်မယ်ဒီမှာငွေအစိမ်းပါလာပြီเนาะဒီမှာငွေအစိမ်1200နဲ့ဟိုခွန်ပါလာပြီเนาะအဲ့ဒီအရကျွန်တော် understand i understand အစိမ်းအောင်လေးကိုနှိပ်လိုက်မယ် ြင်အပြင်မှာကျွန်တော်သွားထွက်ကြည့်မယ် RNA ဒီမှာတိုးသွားပြီနော်ခုန6126လာမသိဘူး6126ကရင်အခုဒီမှာခွန်3လုံးဖြစ်သွားပြီနော်ခွန်3လုံးဖြစ်သွားပြီနော်အဲအဲ့လိုမျိုးလေးပါဗျနော်ဒီမှာကျွန်တော်ထပ်နှိပ်မယ်ဒီမှာငွေအစိမ့်1103ထပ်ရတယ်နော်ပြီးရင်ထပ်နှိပ်မယ်ဒီမှာမရတော့ဘူးဒီကကျတော့ quyn မဲရတော့တယ်နော်အဲ့တော့ဒီမှာချိန်သွားပြီเนาะဒီမှာ8534တောင်ဖြစ်သွားပြီเนาะငွေအစိမ်းရောအဲ့လိုနီလန်းနေနဲ့ဆုလို့ရပါတယ်ခမရအားလုံးပဲအဆင်ပြေကြပါစေခမရ နောက်သိကျင်တာရှိရင်လည်း comment မှာမှန်းခဲ့လို့ရပါတယ်ကျွန်တော်အချိန်ရရင်ရသလိုကျွန်တော် video လေးနဲ့ reply လုပ်ပေးပါမယ်ဗျာ